မင်္ဂလာပါဒီနေ့မှာတော့အင်တာဗျူးတွေမှာမေးလေးရှိတဲ့အိဇဲတက်စ်လေးကိုဖြေပြပေးတော့မှာဖြစ်ပါတယ်ဒီအိဇဲတက်စ် question လေးကိုလည်းမိမိဘာသာဖြေကြည့်လို့ရအောင် အောက်မှာကျွန်တော် download link လေးပေးထားပါမယ်မိကုံးကိုအရင်ဖတ်ကြည့်မယ်မိကုံးကတစ်ခု၊နှစ်ခု၊သုံးခု၊လေးခုပါတယ်ပြီးရင်သူ့မှာ patient data ဆိုပြီးတော့ database တစ်ခုပေးထားတယ်ပေါ့နော် okay ဆိုတော့ကျွန်တော်ဒီ database ကိုကြည့်လိုက်လို့ရှိရင်သူက ောက်ကရှေ့နေမှာလဲ patient data ဆိုပြီးတော့နာမည်ပေးထားတယ်။ဒါဆိုရင်သူက patient data တွေဖြစ်တယ်။အဲ့ဒီထဲမှာမှ column တွေကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်လို့ရတယ်။ပြီးရင် question တွေဖတ်ကြည့်မယ်ပေါ့နော်။ question မှာဆိုရင် तू က calculate the number of patient by using formula ။အာဒီအောက်က table ကို तू က2024မှာ D1 မီဘလောက်လဲ immunization ဘလောက်လဲဆိုတဲ့ဟာကို तू က formula သုံးပြီးတော့ဒီ table လေးတွေမှာဖြည့်ခိုင်းတာဖြစ်ပါတယ်။ဒီအောက်ကဟာလဲ calculate total travel cost တော်တော် total travel cost လို့ပြောတာ ਨੇ သူက ထွားပဲ cost column ပါမှာပဲပေါ့နော် patient data မှာတွားကြည့်လိုက်လို့ရှိရင်ဒီမှာ basis cost ဆိုပြီးတော့ amount နေပါတယ်ပေါ့နော်ဒါကိုလည်း तू ကနာမည်တွေလိုက်နာမည်နာမည်တွေလိုက်ဆိုတော့ကျွန်တော်တို့နာမည် column တစ်ချက်တွားကြည့်မယ်ဒါဆိုရင် hair worker မှာနာမည်ပါတယ်လှလှလို့တန်တာတို့ပေါ့နော်ဆိုလိုတာက तू ကဒီလှလှက total ထွားပဲ cost block ကိုလည်းဆိုတာကိုပေါင်းခိုင်းထားတာဖြစ်တယ်ပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့ formula နဲ့ပေါင်းအောင်မှာဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ township မြို့နယ်အလိုက် ဒီဘက်မှာကျတော့သူက age group တွေငါးနှစ်ကနေ9နှစ်10နှစ်ကနေ18နှစ်ပြီးရင်18နှစ်အထက်ဆိုပြီးတော့ဟာပါတယ်ပေါ့နော်အဲ့ဆို patient data မှာတစ်ချက်သွားကြည့်လိုက်မယ်ဆိုရင် age group တော့မပါဘူးဒါပေမဲ့သူက age column တော့ပါတယ်ဆိုတော့ကျွန်တော်တို့ဒီထဲမှာ age group တွေခွဲပြီးတော့ဒီမှာ formula နဲ့တွက်ပြရမှာဖြစ်တယ် number 4ကတော့သူကပိုင်ဖို့ table ဆွဲခိုင်းတာဖြစ်တယ်အဲပိုင်ဖို့ table မှာမှသူက patient တွေကိုရေးတွက်ပြရမယ်ပြီးရင် မေဖီမေလည်းပါမယ်အဲ့ဒီမှာမေ service provider ဆိုတဲ့ဟာလည်းပါမယ် service provider ဆိုတာလည်း column ပါမယ်နဲ့တူတယ်ဒီမှာဆိုရင် service provider ဆိုတဲ့ဟာပါတယ်အဲ့ဒီမှာမှာကျွန်တော်တို့ဒီနောက်မှာဆွဲကြည့်လို့ရှိရင် by each township township တစ်ခုချင်းစီလိုက်ကိုသူကတွက်ပြပေးပါပြီးရင် also use appropriate slicer slicer လေးလည်းကျွန်တော်တို့သုံးပြပေးပါဆိုပြီးတော့ပြောထားတယ်ပေါ့နော် okay ဆိုတော့ကျွန်တော်တို့ဒီဟာလေးတွေကိုတွက်ကြည့်အောင်ပေါ့နော် okay ဒီမှာဆိုရင် patient data မှာဆိုရင်သူက data cleaning မလုပ်ခိုင်းဘူးဆိုတော့ data clean လုပ်เสียမလိုဘူးဆိုပြီးတော့ယူဆလိုက်မယ်။ဒါဆိုရင်ဒီ data တစ်ခုလုံးကိုကျွန်တော် table format ပြောင်းလိုက်မယ်။ control d my table has header ကျွန်တော်ရဲ့ table မှာ header တွေခေါင်းစဉ်တွေပါတယ် column header တွေပါပြီးသားဆိုတော့ okay တခါတည်းနှိပ်လိုက်မယ်။ဒါ table format လေးရသွားပြီ။ကျွန်တော်ဒီ table ကိုနာမည်ပေးထားခဲ့လိုက်မယ်။နာမည်ပေးရင် table design တက်တူသွားမယ်။ပြီးရင်ဒီ name နဲ့မှာ patient data ဆိုတော့အတူကောင်းအနေနဲ့ PD ဆိုပြီးတော့ပဲပေးထားခဲ့လိုက်မယ်ပေါ့နော်။ okay ဒါဆိုရင်ဒါ PD data ဖြစ်သွားပြီပေါ့နော်။ ဒီမှာကျွန်တော်တို့ question ကိုစဖြေကြည့်ကြမယ်ဆိုတော့ calculate the number of patient သူက patient ဘယ်နှယောက်ရှိလဲဆိုပြီးတော့ရေးတွက်ခိုင်းတာရေးတွက်ခိုင်းတာဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင် row တစ်ချောင်းမှာလူနာတစ်ယောက် row တစ်ချောင်းမှာလူနာတစ်ယောက်ဆိုတော့ကျွန်တော်တို့ဒါဆိုရင် count နဲ့ရေးတွက်လို့ရတယ် count ဝင်မှာတခါ criteria ရေးထက်ခွဲစီ2024နောက်ထပ် criteria တစ်ခုက d1 me သူက criteria နှစ်ခုခွဲခိုင်းတယ်ဒါဆိုရင် ကောင်း if နဲ့တင်မရတော့ဘူးကျွန်တော်တို့ကကောင်း if s နဲ့မှရမှာပေါ့နော်ဆိုတော့တွေ့ကြည့်အောင်ပေါ့နော် equal ကောင်း if s တက်ကြီးခွန်လိုက်မယ်သူရဲ့ center က criteria range 1ပေးရမယ်ပြီးရင် criteria 1ပေးရမယ်ဆိုတော့ကျွန်တော်တို့ criteria range ကဒီ patient data ကရေးရကွန်လိုင်းယူတစ်ခုလုံးကိုယူလိုက်မယ်ဒါ criteria range ကြီးပေါ့နော်အဲ့ဒီရေးရ data မှာဒီ question တွေကကျွန်တော်တို့ဒီရေးရ2024 ီမှာထောက်စရာမရှိဘူးဆိုလို့ရှိရင်လေကျွန်တော်တို့ကအေရိုဂီလေးနဲ့ရှေ့ကိုသွားလဲလို့ရတယ်ညာဘဲညာသွားလို့ရတယ်ဗောနော်ဒါဆိုရင်ဒီရာကိုလန်ကိုသူကထောက်ပြီးသားဖြစ်နေပြီ function key f4 လေးကိုတစ်ချက်နှိပ်ကြည့်မယ်ဒါဆိုရင်သူက absolute reference ဖြစ်သွားပြီဒီမှာတစ်ချက်ကြည့်လိုက်ရင် a4 ဆိုပြီးတော့ဖြစ်သွားပြီဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကိုဆွဲကျင်တာဖြစ်တဲ့အတွက်သူက column ကိုအသေးထားရမယ် row ကိုအရှင်ထားရမယ်ဆိုတော့ row က number ဖြစ်တယ် row number ရဲ့ရှေ့ကဒေါ်လာဆိုင်လေးပြောင်း f4 key လေးကိုတစ်ချက်ချင်းနှိပ်သွားမယ်โอเคဒါဆိုရင် row number ရှေ့ကဒေါ်လာဆိုင်လေးပြောင်းသွားပြီ ပြီးရင်ကော်မာတစ်ချက်ကိုနောက်တစ်ခရိုင်တီးရီးယားတစ်ခုကရည်ရပြီးသွားပြီဆိုတော့ကျွန်တော်တို့ D1 min ဆိုတဲ့ဟာဖြစ်သွားပြီပေါ့နော်အဲ့မှာဆိုလဲကျွန်တော်တို့ D1 min ဆိုတဲ့ဟာက service provider မှာပါတာဖြစ်တယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ခုနကလို patient data ကြီးကိုသွားပြီးတော့မယူတော့ဘူးခုနကကျွန်တော်နာမည်ပေးခဲ့လိုက်တယ် PD ဆိုပြီးတော့ပေါ့နော်တက်ကြီးခွန်လိုက်မယ် colon ကို login လို့ရှိရင်ကျွန်တော်တို့ကတောင်ဝင်းလေးနဲ့စရတယ်ဒီမှာဆိုလဲဒီမှာ PD ရည်ရ colon ကိုယူထားတယ်တောင်ဝင်းလေးစလိုက်တာနဲ့ဒီအောက်မှာပေါ်လာပြီ ပြီးရင် service provider တက်ကီးခုံမယ်ပြီးရင်တောင်းဝင်းပြန်ပေးမယ်ဒီမှာကြည့်ရတာရှုပ်ရင်ကျွန်တော်ဒီ formula ဘာမှလည်းသွားတစ်ချက်သွားကြည့်နေလို့ရတယ်ပေါ့နော်ပြီးရင် comma တစ်ချက်ချမယ် d1 မီဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ပြီးရင်ခွင်းပေးမယ် enter ခေါ်မယ် okay ဒါဆိုရင်2024မှာ d1 မီလောက်ခဲ့တာက15ရောက်ရှိတယ်ဆိုပြီးတော့ရတယ်ပေါ့နော်ဒါဆိုရင်ဒီဘက်ကိုဆွဲကြည့်လိုက်မယ် zero တွေထွက်တယ်။ Okay ကျွန်တော်ဘာကြောင့်ဘာကြောင့်ထွက်လဲပေါ့နော်။ဒီမှာကြည့်လိုက်လို့ရှိရင်15ဖြစ်တယ် ရီယာကော်လံကိုယူထားတယ်ပြီးရင်စာပေပရိုဗိုက်တာကော်လံကိုယူထားတယ်ဒီမှာတစ်ချက်ထောက်ကြည့်လိုက်တော့မန့်ကော်လံတောင်းရှိကော်လံတွေယူကုန်လားဆိုတော့ကျွန်တော်တို့ကဒီလိုဆွဲလိုက်လို့မရဘူးဒီလိုဆွဲလိုက်လို့ရှိရင်ကော်လံတွေပြောင်းသွားတယ်အဲ့ဆိုရင်ကျွန်တော် control c control v နဲ့သွားမယ်ဒီမှာ control c နှိပ်မယ် control v control v control v ဒါဆိုရင်တော့သူကရီယာကော်လံတွေကမပြောင်းဘူးဒီအပေါ်က immunization အတွက်ကော်လံလေပဲပြောင်းသွားတယ်။ C3 ဆိုရင် C3 ပြောင်းသွားတယ်။ D3 ဆိုရင် D3 ပြောင်းသွားတယ်ပေါ့နော်။ Control C control v နှိပ်ကြည့်မယ်။ Okay ဒီအောက်မှာ control c control v နှိပ်ကြည့်လိုက်တော့ကြတော့ဒီ b4 ဆိုပြီးတော့ပြောင်းသွားတယ်ဒီ1 min column ကအမှန်တကယ်ဆို b3 ဖြစ်ရမှာဒါဆိုရင်ကျွန်တော်တို့ဒီဟာလေးကို b3 ဆိုပြီးတော့ပြောင်းလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့တစ်ချက်ထောက်ကြည့်လိုက်ရင်ဒီဟာကို reference ယူထားတယ်ပြီးရင် year က a5 year ဆိုတော့2025ကို reference ယူထားတယ်မှန်တယ်ဆိုရင် enter ခေါက်လိုက်မယ်ပြီးရင် control c control v control V control V ကျွန်တော်တို့ကဒီလို auto fill နဲ့မဆွဲဘူးပေါ့နော် auto fill နဲ့ဆွဲလိုက်ရင်ကျွန်တော်တို့ table ဒီမှာဆိုရင် column တွေလိုက်ချိန်သွားမှာမဟုတ်လို့ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော် question 1အတွက်ပြီးသွားပြီ question 2ကြတော့သူက total total ကိုယူခိုင်းတာ total ဥမာ cost ကုန်ကြမ်းစိတ်ပတ်စံတွေကိုတွက်ခိုင်းတာပေါင်းခိုင်းတာပေါင်းခိုင်းတာဆိုရင် sum ကိုရင်စဉ်းစားရမယ် sum မှာမှာသူကထက်ခွဲပြီးအောင်လှလှကိုကိုဆိုတဲ့ hair worker တွေသူက each hair worker hair worker တယောက်ချင်းစီရဲ့ကုန်ကြမ်းစိတ်ကို တွက်အောင်ပြီးရင်နောက်ထပ်ထက်ခွဲပေးအောင်နဲ့ဒီမှာရီယာဝစ် draw down အဲ draw down လေးနဲ့လည်းလုပ်ပေးပါလေရီယာကိုလန်ရီယာကိုလန်က2024နဲ့2025ပဲပါတာပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒီဟာကို draw down လုပ်မယ် draw down လေးလုပ်ချင်လို့ရှိရင် data tag data validation ကိုသွားမယ်ပြီးရင် list ကိုနှိပ်မယ်ပြီးရင် source မှာတော့ကျွန်တော်တို့မပြောင်းမှဖြစ်တော့ဒါလေးကိုပဲယူလိုက်တော့မယ်ပြီးရင် okay နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာ2024 2025ဆိုတော့သူပြောသလို draw down draw down လေးနဲ့လည်းဖြစ်သွားပြီအဲ့ကြမှာကျွန်တော်တို့ formula စာရေးမယ် equal to the travel cost လို့လည်းတွက်သူကစုစုပေါင်းဆိုတော့ပေါင်းမယ် sum criteria တွေအများကြီးခွဲမှာတခုတည်းဆိုရင် sum if နဲ့တွက်လိုက်လို့ရတယ် criteria နှစ်ခုတောင်ထက်ခွဲမှာဆိုတော့ sum if as ကိုသတိရမယ်ပြီးရင်တက်ကြီးခုံမယ်ဒါ sand range ပေါင်းကျင်တဲ့ range ပေါင်းကျင်ပေါင်းကျင်တာကကျွန်တော်တို့ total travel cost ဆိုတာကုန်ကျစရိတ်တွေကိုပေါင်းကျင်တာအဲဆိုရင်အဲ့ဒီဟာကကျွန်တော်တို့ခုနကပြောတဲ့ patient data ထဲမှာရှိရယ် PD ဆိုတဲ့ထဲမှာရှိရယ် tag key column ပဲပြီးရင် down queen လေးစလိုက်ရအောင် table cost column ဘယ် column ဖြစ်နိုင်လဲဆိုလို့ရှိရင်ဒီမှာ basic cost ကုန်ကြတဲ့စီးရိတ်ဒါကို tag key လေးနှိပ်လိုက်မယ် down queen ပြန်ပေးမယ် criteria range criteria range ကကျွန်တော်တို့အရင်ဆုံးနှစ်ကိုအရင်ခွဲထုတ်မယ်နှစ်ကိုအရင်ထွက်ပေါ်တော့ဒီ PD column နဲ့ရပဲ criteria range က down queen လေးစလိုက်မယ်ဒီ year column နဲ့က tag key ခုံမယ် down queen ပေးပေးမယ် ော်မတစ်ချက်ချမယ်ဒီ2025ဖြစ်ခဲ့ရင်ဒီကောင်အောက်ကိုဆွဲချမှာဖြစ်တဲ့အတွက်2025ကိုအောက်ကိုလိုက်ကြလာမှာဆိုလို့အပဇိုလူ reference လောက်ထားခဲ့လိုက်မယ်ပေါ့နော် function key f4 လေးကိုနှိပ်ထားခဲ့လိုက်မယ် queen pay မယ်ကော်မတစ်ချက်ချမယ်ပြနောက်ထပ် criteria တခုထပ်ခွဲသေးတယ်။သူကနာမည်တွေလည်းခွဲပေးပါအောင်နဲ့။နာမည်ခွဲတာနာမည်တွေကဘယ်မှာရှိတယ်ဆိုရင်ဒီမှာ is hair worker hair worker ဆိုတဲ့ column မှာရှိမှာပေါ့နော်။သူကအဲဆိုရင် PD ကိုသွားမယ်။တောင်ကွင်းလေးစမယ်။ ဒီနောက်မှာ hair worker ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော် aerogilian တစ်ချက်ချင်းသွားလို့ရတယ်ပေါ့နော်တက်ကီးခုံလိုက်မယ်ထောင်ဝင်းပိတ်မယ်အဲ့ hair worker တွေတည်းကမှလှလာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီဟာတွေရွေးပြီးတော့ပေါင်းပေးပါပြီးရင်ခွင်းပိတ်မယ် under ခေါင်မယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ဆွဲချလိုက်လို့ရပြီပေါ့နော် okay သူပြောသလိုပဲ2025ဆိုရင်ဒီလောက်အမောင်း drawdown လေးနဲ့2024ဆိုလဲအမောင်းနေရ light chain နေမှာဖြစ်တယ်ပေါ့เนาะကျွန်တော်တို့တွက်တဲ့ဟာတွေကိုနည်းနည်းလောက်လေး တိုက်ကြည့်မယ်ဆိုလို့ရှိရင်အပေါ်ဟာကိုအကုန်လုံးကို selection လုပ်လိုက်ရင်ဒီမှာအောက်ဆုံးနားလေးမှာ sum မှာ200ဆိုပြီးတော့ပြနေတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ patient data ကိုတွားကြည့်လိုက်မယ်။ပြီးရင် control နဲ့ down arrow လေးနှိပ်ကြည့်လိုက်ရင်ဒီမှာ row 200ရှိတယ်။ ID က200လေးရောက်တယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့တွက်တာမှန်နေဆိုပြီးတော့ယူဆလို့ရတယ်ပေါ့နော်။အသေးစိတ်တိုက်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အချိန်နေကြာသွားနိုင်တယ်။အဲပြီးရင် ဓာတ်ထမြန်နဲ့ပိုင်မို့တီဘဲနဲ့လည်းတစ်ချက်တော့တိုက်ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့မေကွန်နေပြီးသွားတဲ့အခါမှာဆိုလို့ရှိရင် okay ဒါဆိုရင်နောက်ထပ် question တစ်ခုကိုသွားလိုက်မယ်ပေါ့နော်နောက်ထပ် question တစ်ခုကလည်းသူက calculate the following table by using formula ကိုသုံးပြီးတော့ပဲတွက်ပေးပါတဲ့ပြီးရင်ね survey with drawdown နဲ့ဒီ survey provider က drawdown လေးနဲ့လုပ်ပေးပါ okay survey provider drawdown လေးကိုအရင်လုပ်မယ် data တက် data validation ကိုသွားမယ်ပြီးရင် list ကိုရွေးမယ် service provider ဆိုတာ D1 မင်းလောက်တာလား immunization လား malaria test လား nutrition လားဆိုတော့ကျွန်တော်ဒီဟာကို reference ယူလိုက်မယ်ကိုယ့်အကူရိုက်မထည့်ခြင်းလို့ပေါ့နော်ပြီးရင် okay နေလိုက်မယ်ဒါဆိုရင် draw down လေးရပြီ okay ဒါဆိုရင် malaria test ဆိုပြီးတော့ယူထားလိုက်မယ်သူက criteria 3ခုတောင်ရှိတယ်ပေါ့နော်သူမှာပြီးရင်ကျွန်တော်တို့လူနာရေတွက်ကိုတွက်ရမှာဆိုတော့ရေတွက်ရမှာကောင်းဟိုင်းရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ equal ကောင်း if as ကိုပဲသုံးမယ် criteria range ကကျွန်တော်တို့တောင်းရှင်းတဲ့အရင်ခွဲမယ်ပြီး PD တောင်ကွင်းလေးစမယ်ဒီတောင်ရှစ်ထဲကတောင်ကွင်းပြန်ပေးမယ်တောင်ရှစ်ထဲကအောင်လံဖြစ်ခဲ့မယ်ဆိုလို့ရှိရင် function key effort လေး ਨੇ ကောလံကို absolute reference လောက်ထားခဲ့လိုက်မယ်ပြီးရင်ကောမာတစ်ချက်ချမယ်တောင်ရှိကိုပြီးသွားပြီပြီးရင် malaria test ဟုတ်မဟုတ်ကိုတခါထပ်ပြီးတော့ criteria ထပ်ခွဲမယ်အဲဆိုရင် PD တွေကနေမှ malaria test ဟုတ်မဟုတ်ကသူက service provider ဖြစ်တယ်ပေါ့နော် service provider တောင်းကွင်းပေးမယ်အဲ့ဒီကနေမှ malaria test ဟုတ်မဟုတ်ဒါကတော့ကျွန်တော်တို့ absolute blood plan လောက်ထားခဲ့လိုက်မယ်ကိုမတစ်ချက်ချမယ်ဒီအသက် A group တွေခွဲရကကျွန်တော်တို့ရီယာကော်လန်တွေကနေခွဲရမှာဖြစ်တဲ့အတွက်ရီယာကော်လန်ကိုယူလိုက်မယ်ပြီးရင်တောင်းကွင်းရီယာကော်လန်က H ဆိုတဲ့ကော်လန်ဖြစ်တယ်ပေါ့နော်တကီးခွန်လိုက်မယ်တောင်းကွင်းပေးမယ်ပြီးရင်သူက9နှစ်အောက်ဆိုတော့ကျွန်တော်တို့တပည့်ကုန်လက်တန်း5 တပည့်ကိုပြန်ပေးမယ်ပြီးရင်ခွင့်ပေးမယ်โอเคဒါဆိုရင် तू อ่ะတောင်းရှိကအွန်လိုင်းဖြစ်မယ်စာပေ provider ကမလေးရီးယားတက်ဖြစ်မယ် A group က9နှစ်အောက်ဖြစ်တယ်ဆိုရင် तू อ่ะ count if အဲရေတွက်တယ်ဆိုပြီးတော့ပြောတာဖြစ်တယ်ဗောနော် under ခေါ်လိုက်မယ်โอเคဒါဆိုရင် तू อ่ะအွန်လိုင်းမှာမလေးရီးယားတက်ကမရှိလို့မို့ဗောနော်โอเคဒါဆိုရင်ကျွန်တော်တို့ဒါလေးဆွဲကြကြည့်လိုက်မယ်โอเคဒီမှာတော့မင်းဘူးမှာတော့9နှစ်အောက်မလေးရီးယားတက်က3ယောက်ရှိတယ်တဲ့ immunization နေခြားကြည့်ရင်ဒီမှာကျတော့တယောက်ပဲရှိတယ် D1 မီးရှိဆိုရင်တော့ကျွန်တော်တို့ငါးနှစ်အောက်ကမရှိဘူးပေါ့နော် nutrition ဆိုလို့ရှိရင်လည်းတယောက်ပဲရှိတယ်ပေါ့နော် control C နေမယ် control V ချမယ် control V control V ဒါနေတာကလည်းမယ်ပြီးရင်ဒါလေးကိုတပစ်ကလစ်လိုက်မယ်ဒီမှာဆိုရင် तू ကအောင်လံကိုယူထားတာ criteria မှန်တယ် nutrition ကိုယူထားတာမှန်တယ်ဒါဆိုရင်ကျွန်တော်ဒီနောက်ကဟာလီပဲ age group လေးပဲခွဲပြရမှာဖြစ်တယ်ဒီဒီမှာတော့ तू က less than 5တို့ greater than ဘယ်လောက်တို့တိတိမဟုတ်တော့ဘယ်နဲ့၅နှစ်ကနေ6နှစ် ထိလို့ပြောတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ count if s မှာကြတော့ကျွန်တော်တို့ criteria ဆိုရင်တစ်ခုပဲရတယ် criteria နှစ်ခုထည့်ခြင်းနဲ့ column တာတစ်ခုတည်းပဲဆိုရင်လည်းကျွန်တော်တို့ကအဲ့ column ကိုနှစ်ခါယူပြီးတော့ criteria ကိုနှစ်ခုထည့်ပေးရမှာဖြစ်တယ်ပေါ့နော်ဆိုလိုတာကတော့ a group က9နှစ်ကနေဆိုတော့ greater than and equal 5 greater than equal 5ကကျွန်တော်တို့သူတစ်ခုတည်းရေးတာဖြစ်တဲ့အတွက်တပည့်ကုတ်လေးနဲ့ခံထားကြရမယ် တခါနောက်ထပ်အဲ့ A group တွေရပဲဒီ H တွေရပဲပေါ့နော်တက်ကြီးခုံမယ်9နှစ်ဖြစ်တယ်ပေါ့နော်9နှစ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့လက်တန်း10ဆိုပြီးရေးလို့ရတယ်ဒါမှမဟုတ်လက်တန်း OE လက်တန်း equal 9ဆိုပြီးတော့လေးလို့ရတယ်ကျွန်တော်လွယ်အောင်လို့လက်တန်း10ဆိုပြီးတော့ရေးလိုက်မယ်ဒါဆိုရင် तू က10တော့မယူတော့ဘူး9ကနေစယူမယ်ပေါ့နော်ပြီးရင်ခွင်းပေးမယ်အန်တာခေါ်မယ် ဆွဲချကြည့်လိုက်မယ်။ဒါဆိုရင်တော့သူက9နှစ်ကနေကိုနေကတလောက်ရှိရဆိုပြီးတော့ပြောတယ်။ဒီ10နှစ်ကနေ16နှစ်ကလည်းအတူတူပဲပေါ့နော်။ဒါလေးကိုမြန်သွားအောင်ဒီကနေ control C control V ယူလိုက်မယ်။အဲ့မှာ9နှစ်ကနေ9နေရာကိုကျွန်တော်တို့10နှစ်ဆိုတော့10ရာနေ16နှစ်အထိဆိုတော့ဒီမှာ16ရောက်လိုချင်တာဖြစ်တဲ့အတွက်19ဆိုပြီးတော့လက်တန်း19ဆိုပြီးတော့နေလိုက်မယ်။ပြီးရင်ဒါလေးကိုဆွဲချလိုက်မယ်။ ဒါကြတော့ over 16 16နှစ်အထက်ဆိုတော့ကျွန်တော်တို့ဒီဟာကိုဖြတ်ပြီးတော့ greater than 16နှစ်အထက်လို့ပြောပြောလိုက်မယ် enter ခေါက်မယ်ပြီးရင်ဆွဲချလိုက်မယ် okay ဒါဆိုရင်တော့သူပြောတဲ့အတိုင်းရပြီပေါ့နော် nutrition ဆိုရင်ဒီလောက်ရတယ် immunization ဆိုရင်ဒီလောက်ရတယ်ပြီးရင် deworm ဆိုရင်ဒီလောက်ရတယ် okay ဒါဆိုရင်ကျွန်တော်တို့ deworm နဲ့ပဲတစ်ချက်လောက်လေး random လေးစစ်ကြည့်လိုက်မယ်ပေါ့နော်ဒီဟာကိုအကုန်လုံး session လုပ်လိုက်လို့ရှိရင်ဒီမှာ total sand က96ရတယ် okay ါဆိုလို့ရှိရင် patient record တွေကကျွန်တော်တို့ D1 မီနဲ့ fitter ချစ်စစ်ကြည့်လိုက်မယ်ပေါ့နော် D1 မီကို selection လောက်ထားမယ်ပြီးရင် right click နေမယ် fitter fitter ဘိုင်း selected cell value ကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာ56ဆိုပြောပြနေပြီပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ကြည့်ချင်လို့ရှိရင်လဲ control shift down arrow နှိပ်ပြီးတော့ဒီမှာကောက်မှာ56ရောက်ရှိရဆိုပြီးတော့သူကပြောတယ်ပေါ့နော် control app error နေမယ်ပြီးရင် fitter ဖြုတ်မှဖြစ်တဲ့ control shift l ဖြုတ်လိုက်ရင် fitter ပြုတ်သွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က d1 minus စစ်တာတော့ကျွန်တော်တို့ကမှန်လေဆိုပြီးတော့ ယူဆလို့ရတယ်ပေါ့နော်အရေးအတွက်ကြိုက်တယ်ပေါ့နော်โอเคနောက်ဆုံး question တစ်ခုဖြစ်တယ် create pin board တွေပင်ဘော့တွေဆွဲခိုင်းနေပြီးလို့ရှိရင်မေးဖီမေးလဲပါမယ်စာပေဘလိုဘိုက်တက်လဲပါမယ်ပြီးရင်မြို့နယ်တစ်ခုချင်းစီလိုက်လဲပြောတယ်ပြီးလို့ရှိရင် slicer တွေလဲသုံးခိုင်းနေဆိုတော့ကျွန်တော်တို့အားလေးကိုတစ်ချက်ဆွဲကြည့်မယ်ပေါ့နော်ဒီတွေပဲယူပင်ဘော့တွေဆွဲမှာဖြစ်တယ်ပင်ဘော့တွေလိုချင်လို့ရှိရင် insert that ပင်ဘော့တွေကိုနှိမ့်မယ် new web ရှိလားမဟုတ်ဘူးကျွန်တော် exist ဒီကျွန်တော်ချခြင်းတဲ့နေရာလေးရှိတယ်ချခြင်းတဲ့နေရာဒီ question တွေကဒီနားလေးမှာချခြင်းနေရာပေါ့ပြီးရင် okay နေလိုက်မယ် okay ဒါဆိုရင်ဘိုင်းဘော့ဒီပဲလေးထွက်လာပြီအဲ့ကြတော့မှသူပြောတာကဒီဘက်ကိုနည်းနည်းလေးဆွဲလိုက်မယ်တောင်းရှစ်တစ်ခုချင်းစီလိုက်လို့ပြောတဲ့အတွက်တောင်းရှစ်ကိုကျွန်တော် row မှာထားလိုက်မယ်ပြီးရင် patient တွေကိုရေးတွက်တာ patient တွေကိုရေးတွက်တာဘယ်ဟာကိုရေးတွက်လို့ရလဲဆိုတော့ကျွန်တော် row တစ်ချောင်းကို လူနာတယောက်လိုပြောရတဲ့ဟဲဝါကာဒီရိုးတိုင်းမှာပါတယ်အဲဆိုဟဲဝါဟဲဝါကာကိုကျွန်တော်ဘဲလူမှာထားပြီးတော့ကောင့်ခိုင်းလိုက်မယ်ဒါဆိုရင်သူက count of ဟဲဝါကာဆိုပြီးဒီမှာလည်းပြနေပါတော့ဒီမှာဆိုရင်ဟဲဝါကာ200ရှိတယ်ဆိုပြီးတော့ပြနေပြီအဲဒီမှာသူကထက်ခွဲပေးပါအောင်နဲ့မေဖီမေးလဲခွဲပေးပါအောင်ပြီးရင် service provider လဲခွဲပေးပါအောင်အဲဆိုရင်မေဖီမေးကိုမခွဲဘဲနဲ့ service provider ကိုကျွန်တော် column မှာထည့်ကြည့်မယ် service provider โอเคဒီမှာဆိုရင် D1B immunization malaria test nutrition grand total 100ဆိုပြီးတော့ပြနေပြီပေါ့เนาะအဲ့မှာမှ तू อ่ะ gender maybe မျိုးပါထက်ခွဲခိုင်းတယ်ဒါကော်လမ်းပါပဲအောက်ကနေဆက်တယ်ကြည့်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ table ကြီးอ่ะရှုပ်ချက်တွေခတ်ကုန်ပြီပေါ့เนาะ D1B maybe me ဒါမျိုးကြီးမလို့ခြင်းဘူးကျွန်တော်ဒီ gender ကို row မှာထားမယ်ပြီးလို့ရှင် table design တက်ထည့်ရနေ ဒီ set today တွေပေါ့နော်ဒီ online ဆိုရင်16ရောက်ရှိရတဲ့ဘာတွေအဲ့ဒါတွေဒီ set today တွေကိုမပြနဲ့ဆိုပြီးတော့ပြောလိုက်မယ်ပြီးလို့ရှိရင်ဒီ table design တက်ထဲရပဲ report layout မှာ show in tabular form ဆိုပြီးတော့ပြောလိုက်မယ် okay ဒီတိုင်းလေးဆိုလို့ရှိရင်เนาะ online female male ဒီလောက်ရှိတယ်ပြီးရင် d1 me immunization နောက်ဆုံးမှာ total 200ဒါမျိုးလေးဆိုရင်เนาะ tabular form လေး ਨੇ ပို့ပြီးတော့ကြည့်ကောင်းတယ်အတူအဲ့လိုကိုမဟုတ်သေးဘူးအဲသူ့ကို appropriate slicer တွေလည်းသုံးပေးပါ slicer သုံးမယ်ဆိုလို့ slicer တွေသုံးပေးလိုက်မယ် year of slider ထည့်ကျင်နေဆိုရင်ဒီရီယာလေးပေါ်မှာ right click နေမယ်ပြီးရင်အဲ့ဒီ slider ဒါဆိုရီယာအတွက် slider ရပြီနောက်ထပ် man အတွက်လည်းပါ slider ထည့်ပေးလိုက်မယ်ပြီးရင် follow up require ရမှာလဲ slider ထည့်ပေးလိုက်မယ် slider ၃ခုတောင်ထည့်ပေးလိုက်မယ်ပေါ့နော်ပြီးရင်ဒါလေးကိုပိတ်လိုက်မယ်ဒီ slider လေးတွေကိုအောက်မှာကြည့်ကောင်းအောင်အချင်းခြေလေးတွေလှုပ်လိုက်မယ်ပေါ့နော်ဒါတော့ရီယာဖြစ်တဲ့ ရပြီးမှန်လာတယ်ပြီးရင် follow up လို့မလို့ကျွန်တော်ကဒီပုံစံမျိုးနဲ့2024 2025ဒါမျိုး filter လေးတွေ follow up လို့တဲ့သူ follow up မလို့တဲ့သူဒါမျိုး filter လေးတွေကို slider လေးနဲ့စစ်ကြည့်လို့ရပါတယ်ဒီ interview test လေးကိုဖြည့်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင် comment မှာ link လေးချပေးထားပါမယ်အထောက်အကူတစ်ခုဖြစ်ခဲ့မယ်ဆိုရင် yes ဆိုပြီးတော့မှတ်မိသွားပါအောင်ခင်ဗျာကျေးဇူးပါ